ာဖြူမျိုးနယ်မှာဒေတာကန်တွေစစ်ဘေးရှောင်နေစဉ်ကြံနေခဲ့တဲ့လက်ဦးတင်စပါးဒေတာအခေါ်ကောက်ရင်စပါးတွေကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်ရိတ်သိမ်းနေတယ်လို့သတင်းရရှိပါတယ်ရှင်။အကြမ်းဖက်စစ်သားတွေဟာကြောက်ဖြူမျိုးနယ်ဂုံချွန်တိုက်နယ်ကဂေါ်တူတောင်နန်းဘက်နဲ့ချောင်းဝဘက်တို့က ဒေသခံတွေစစ်ရှောင်နေစဉ်ကြံနေခဲ့တဲ့ကျွဲနွားတရိတ်ဆန်တွေကအစာယူပြီးစားတော့နေတယ်လို့မဲ့ဝဲနေတဲ့လက်ဥတင်စပားတွေကိုပါရိတ်သိမ်းယူလာနေတယ်လို့မျက်မြင်ဒေသခံတယောက်ကပြောပါရယ်။တချို့ရွာတွေဆိုရွာသားတွေမရှိတော့စစ်တပ်ကပြစ်စီတွေယူလာတဲ့အပြင်စပားတွေကိုပါရိတ်သွားတာမျိုးရှိတယ်လို့နရေဇရာကိုပြောပါရယ်။ရိတ်သိမ်းထားတဲ့အဲ့ဒီစပားတွေကိုထော်လာဂျီတွေနဲ့တည်ဆောင်နေတာကိုတွေ့ရပြီးရိတ်ခါအတွက်လားရောင်းချရန်အတွက်လားဆိုတာကိုမသိရသေးဘူးလို့လည်းပြောပါရယ်။ ဲ့ဒီစပားတွေဟာတွင်အစုတွေဈေးအစမတန်မြင့်မားနေတဲ့ကြားကဒေတာကန်တွေခက်ခက်ခက်ခဲစိုက်ပျိုးထားရတဲ့စပားတွေဖြစ်ပြီးလက်ရှိကြောက်ဖြူမျိုးနယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ကြရတဲ့ဒေတာကန်တွေဟာမိမိတို့စပားတွေကိုမိမိတို့ကိုယ်တိုင်ရိတ်သိမ်းနိုင်မှုမရှိဖြစ်နေရတာပါ ကြဖြူတနယ်လုံးနီးပါးကဒေသခံတွေဟာလက်ရှိတိုက်ပွဲတွေကြောင့်အသက်လူထွက်ပြေးလာရပြီးစိုက်ပျိုးထားတဲ့လက်ဦးတင်စပါးတွေမဲ့ဝင်းပြီးရိတ်သိမ်းချိန်တက်နေပေမဲ့စွန့်ပစ်ထားကြရပြီးနေစရာစားစရာပါအကျက်အသေးကြုံနေရတယ်လို့ကြဖြူစစ်ဆောင်တအူးကပြောပါရယ်။ကြဖြူမြို့နယ်မှာလက်ရှိတိုက်ပွဲတွေနဲ့လက်နက်မျိုးစုံပစ်ခတ်ခံရမှုတွေကြောင့်ကြဖြူတနယ်လုံးနီးပါးစစ်ဆောင်နေကြရပြီးစစ်ဆောင်ဦးရေသိမ်းတဲ့ချီရှိလာနေတယ်လို့သိရပါရယ်။